မင်္ဂလာပါခင်ဗျာ South Sign Channel လေးမှာပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ဖတ်ပြပေးမယ့်ရသဝတ္ထုတို့လေးကတော့စာရေးသူအမို့သူရေးသားထားတဲ့အကြီးစားလောင်ကျိုက်ဆိုတဲ့ရသဝတ္ထုတို့လေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ကြီးစားလောင်ကျိုက်မေကြီးတတ်တော်ရမယ်။မနက်၈နာရီတောင်ထိုးပြီးညတိုင်းကြားနေကြအတန်ကိုဖွာအေးကြားနေရသည်။ဘုရားရှိခိုးနေရာမှာတတ်ဖြစ်သူကိုဖွာအေးလန့်ကြည့်မိလိုက်သည်။တာနဲ့တမီအားရုံမသွားခင်နန်းရှုပ်နေရောတာအိမျက်နာသည်ရှင်ပြနေသည်။ သားစိတ်ချမ်းသာနေတော့လေဖွာဤပြောမိသည်သာသမီစိတ်ချမ်းသာသည်ကိုမြင်ရ၍မပြောသောမိဘဓမ္မရှိမိနေမေကျမသားနဲ့သမီးကိုကြောင်းပို့ပြီးအလုပ်ကိစ္စလေးတခုရှိလို့ညနေလောက်မှအိမ်ပြန်ရောက်မယ်နော်သမီးရင်းတွေအကုန်စင်တက်လောက်ထားပေးရဲ့ဖဖွာတတကျောင်းမသွားခင်နှုတ်ဆက်နေတဲ့မိနေရကိုကြည့်ပြီးဖွာဤပြောနေရသည်ဒါချစ်မိနေမဟုတ်လားသားကိုချစ်ခဲ့သမျှတွေကိုဒီလေးတွေရလာတော့လေပို့နှစ်နှစ်ပြီးချစ်ရတာပေါ့ အိမ်ဝန်နာကနေခုတ်လေးပြန်သွားတာဖွာအေးသွေးလိုက်ရသည်ခုတ်လေးတွေမြင်းမှဖွာအစ်စာကျွေးရမိကိုတတိယသည်ခုတ်လေးအစာကျွေးရင်အိမ်ဝန်နာမှာစိုက်ထားတဲ့အပင်လေးတွေရေလောင်းရအောင်မယ်ဒါဖွာအေးနေတိုင်းလုပ်နေကြအလုပ်တွေလေဒီ contract တိုက်တိုက်ခန်းလေးမှာဖွာအေးနေခဲ့တာ၃နှစ်တောင်ပြည့်တော့မယ်တပစ်သူရဲ့အလုပ်နဲ့နေရနေရာကိုရွေးရတဲ့အတွက်တားစိတ်ဆန်းတာဖို့ဖွာအေးပိုင်နေချံကိုရောင်းပြီးငါလာဆိုတဲ့ contract တိုက်တိုက်ခန်းကိုဖွာအေးပြောင်းခဲ့တာပေါ့ မေးကြီးပဲပြုတ်ယုံမလားမေးကြီးပဲပြုတ်ယုံမလားဖွားအိစနေကြပဲပြုတ်တယ်မာလီကဖွားအိရှိရငါးလောက်ပေါ့ကိုမော့ကြည့်ရင်အော်မင်းနေသည်တစ်ဆယ်သားလောက်ပဲပြပါကလေးမရဲ့ပဲပြုတ်တယ်မာလီကပဲပြုတ်တစ်ဆယ်သားတို့ကိုကျိုးနဲ့ချပေးလိုက်သည်ငါးလောက်ဆိုရဲအမြင့်ကိုဖွားအိအသက်စင်းတော့လိုက်နိုင်ပါသေးသည်အသက်ကြီးလာတော့လဲတခုခုဖြစ်မှာဆိုသဖြင့်ဖွားအိသိပ်ပြီးအောင်မစင်းပြစ်ချင်တားဖြစ်သူကအိမ်မှာရုတ်တန်လိုက်တထားပေးပေမဲ့ဖွားအိလည်းတိတ်မကြည့်ဖြစ်ပါဦး ဘုရားရှင်ရှိမှပတိစိပြီးမိလေးတွေပြန်လာကိုပဲမျောနေမိသည်ကဖွားအီးရဲ့နေတိုင်းလောက်ပင်ဖြစ်နေတော့တယ်။ခြံထဲရှိအပင်များကိုဖွားအီးကြည့်နေရင်ခြံထဲတွင်လမ်းလျှောက်နေမိသည်။ဖွားအီးအမျိုးသားထားခဲ့သောခြံကြီးကိုဖွားရဲ့အလွန်မဲ့တန်ရောစဉ်တွေ့မိသည်။ခြံကြီးကိုရောင်းရမည်ဆိုတော့လေဖွားအီးရှင်နဲ့မကောင်းပေ။အမေရဲ့ဟိုမှာမျိုးရင်းနဲ့လည်းနီးရဲ့လေ။သားလုတ်ကိုသွားလဲအဆင်ပြေ။အမေမြည်ယူလဲသားလဲရလွယ်ကူတာပေါ့။အမေမပြောကောင်းမဆိုကောင်းကျမ်းမာရီတစ်ခုဖြင့်လေ။ ဆေးရုံစည်းကနီးတာပေါ့အမေရဲ့ဒါဖြစ်သူရဲ့စကားကြောင့်ဖွားအီချန်ကိုရောင်းပြီးရန်ကုန်မြို့ရှိမြို့လယ်နဲ့နေတော်နေရာတစ်ခုမှာကွန်ထရိုက်တာခန်းတွင်နေဖို့သဘောတူလိုက်ရစီချန်နဲ့ဝင်းနဲ့နေလာတော့ဖွားရဲ့ဖို့ရောက်ခါစားကဘလို့မှနေသားကြမရှိပဲအားလာဆိုသည့်အထက်ကိုရောက်ဖို့ကတက်ရသည့်လေကားများသည့်အတက်ကြီးသူဖို့မပြောနဲ့တက်ငယ်သူပဲခဏခဏအတက်စင်မလုံနိုင်ချေဖွားရဲ့ဖို့တပတ်တွင်တစ်ခါလောက်တောင်အတက်စင်မလုံပြီး ဖွားခြေထောက်တည်လဲမြေကြီးနဲ့မထိရသေးမှာအတော်ကြာလာပြီအရင်တုန်းကချက်နေတွင်တနေ့တစ်ခါလမ်းလျှောက်နေကြပဲခုဆိုရင်အပြင်လောကနဲ့မထိတွေ့ရသေးမှာအတော်ပင်ကြာနေပြီဖြစ်သည်တိုက်ခမ်းနေရှိပတင်းပြောက်များဖွင့်ဖို့ပဲဖွားအေးတွင်အခွင့်မသားချေတိုက်ခမ်းများသည်တတိုင်းနဲ့တတိုင်းနီးကပ်နေသောကြောင့်ဖြစ်သည်ရန်ဒါရင်ရက်နေရင်ဖွားရင်စဉ်းစားမိသည်အခုခေတ်တိုက်ခမ်းတွင်နေသောကလေးများသည်ဖွားအေးတွင်ငငယ်တုန်းကလိုထုပ်စီတိုးတန်းကစားနေ ခုတိုးနန်းကစားနည်းတို့ကိုတော့ကစားခွင့်ရပါမည်လားဖွားရီလိုငငယ်တုန်းကဆိုရင်လာတာလဲလမ်းပေါ်ထွက်၍ကစားရသည်ကိုပြန်၍စဉ်းစားလဲဖွားအီဂျီနုံးမီသည်ပေရန်ထဲမှလဲလို့မရနိုင်တော့အရာများတွင်ငယ်စဉ်ဆုံးကဘဝတွင်လဲပါမည်ဟုဖွားအီထင်မိသည် အခုကကလေးများသည်သူဘဝများကိုတော့ရပါမည်လားရေကလေးနှစ်ယောက်ပြန်လာမှဖွားငငယ်တုန်းကကစားတာတွေပြန်ပြောမည်ဟုစဉ်းစားလိုက်တော့သည်ဖွားအီသားတို့ပြန်လာပြီ လေးလေးနှစ်ယောက်တောင်ចောင်းကပြန်လာပြီဟွန်းပြန်မှန်းပါရဲ့ဆိုမှငါးလောက်တက်လိုက်ငါးလောက်တက်လိုက်ရတာချိန်မှဖြစ်သူကအပေါ်ရောက်ရောက်ချင်းကြီးရှာသည်ဖွားဤတခေါမှပြန်မပြောချင်တော့ပြီမေးတပြန်ရောက်ပြီအမေးတော့နားနို့ဝင်လာတယ်တားအောင်ပြန်ရောက်ပြီဒါကတော့သူ့သားသမီးများနဲ့စကားပြောကပြောနေရှာသည်ကလေးနှစ်ယောက်မှသူတို့ចောင်းမှအចောင်းများကိုသူ့ဖေနဲ့အမေကပြောကမမောပန်းနိုင်အောင်ဖြစ်နေသည်ဖွားဤလည်းအိယာဝင်တော်မီ သက်ကြီးပြီဆိုတော့လေအေးမှန်မှသာကျမ်းမာမည်ဖြစ်သည် အမေကြီးတတ်သွားတော့မယ်ဖွားဖွားကြီးတတ်တာမေကြီးပဲပြောယုံမလားလျက်စမီမလာရင် ပေါင်နေတော့တိုက်ခိုင်းနေတွင်ဖွားအီရှိနေသည်ဗရန်ဒါရှိတွင် ခုများပြန်တန်းသွားပြီးတက်တိုင်များရှိတက်ကျိုးများတွင်နားနေကြသည်ဗရန်ဒါမှဖွားအပြင်ကိုမျှော်ကြည့်မိသည်ခုနလောက်ခေါ်တော့ကွန်ထရက်တာခဏအစီရင်ပဲလေကောင်းလေတန်းရဖို့ဖွားရို့အတွက်ဗရန်ဒါတစ်ခုသာရှိသည်တရက်တော့သားကိုဖွင့်ပြောရအောင်မည် ဈေးချိုသောခြံလေးတစ်ခြံပြန်ဝယ်ရန်ဖြစ်သည်။ဖွားငငယ်တဲကငယ်များနှင့်အခြားကောင်များအောင်ချိတ်တိုင်းမထည့်ထားဘူးချင်းအခုဖွားဘွားသည်လောင်ချိုင်ကဲသို့ရောက်နေသလိုခံစားရသည်။တမျိုးပြောရမည်ဆိုလေအကြီးစားလောင်ချိုင်နှင့်ပင်တူလှသည်။ဖွားစဉ်းစားမိသည်ကတ်ထရိုက်တိုက်တွေချာမှာဖွားလူမျိုးဘဝတူတွေဘယ်နှယောက်ရှိမလဲ။မတေခင်ခြံနှင့်ဝင်နေတော့အေးချမ်းချမ်းနေသွားခြင်းသည်။ခြေထောက်တွေအေးလာမှဖွားစစ်တီထားမိသည်။အထဲပြန်ဝင်ရအောင်မည် အကြီးစားလောင်ကျိုက်သေးဟောပေါ့ပတိစိတ်ရင်တမလွန်ကိုအရင်သွားနှစ်တော့ခမုံကိုတတိယမိလိုက်သေးသည်ဝဲတက်လာတော့မြက်ဝဲမှာမျက်ရည်ကိုထင်းရင်တရားညွတ်တာဖွားဖြစ်မိသည်နောက်တနေ့နဲ့နဲ့တွင်လဲကြားနေကြအတန်တွေဟာဖွားအကြားနေရောက်မိဖြစ်သည်ဖွားနေတဲ့အကြီးစားလောင်ကျိုက်သေးကနေပေါ့ရင်းနေရင်ရွေးအောင်မို့သူအားစင်မဲ့သူရောက်စီတိုင်းရောက်စီတိုင်းဟောကျေးဇူးတင်ပါတယ်ဗျာ